ဟုတ်ကဲ့ကျွန်တော်တို့မန္တလေးမြို့စိမ်ပန်းရက်ကတဲချင်းရောက်ရှိနေတာပဲဖြစ်ပါတယ်မင်းညကမိုးတက်တဲ့ဆော်ရွာသွူးမှုရယ်ကျွန်တော်တို့ဒီနေ့ဧပြီလ6ရက်နေ့မနေ့မိုးတက်တဲ့ဆော်ရွာသွူးမှုရယ်ကြောင့်ဒီတက်ထိုးပြီးနေနေရတဲ့ဗီဒူတွေတော်တော်လေးခက်ခဲတွေ့ကြရလို့ဆိုတယ်ညဒီရုတ်တရက်မိုးတွေတဲလာတဲ့အချိန်မှာတို့နီးဆက်ရဖုန်ကြီးချောင်းတွေအတိအိမ်တွေဒီမပြိုသေးတဲ့အိမ်တွေမှာမုတ်ခုန်နေကြရတယ်လို့လည်းဆိုတယ်ခင်ဗျလိုအပ်နေတာကတော့ရင်းလုံးအင်တာ ရေးပေါ်လိုရနေလို့ပြောလေခင်ဗျအင်းနောက်စု400ခန့်လူရေ2000ခန့်လောက်ရှိတဲ့အတွက်ကြောင့်မို့လို့ဘလို့စေဒီကျွန်တော်အညစ်အကြေးဆုံးဖြစ်ဖို့ဒီလိုအင်းဒါအဓိကလိုရနေတယ်လို့ဒီကအခက်အခဲကြုံတွေ့နေသူတွေကပြောကြပါတယ်ခင်ဗျာနောက်တော့ဒီမိုးလုံးလေးလုံးအတွက်မိုးလုံးလေးလုံးမိုးကတဲလေးလေလိုရတယ်လို့ဆိုပါတယ်ခင်ဗျာအဲဒီမှာဆိုရင်ကျွန်တော်တို့ဒီ လာလူတန်းရဲ့ပစ္စည်းကိုသွေးယူကြဖို့တဆင်းလေးကတန်းစီနေတဲ့အခြေအနေပါခင်ဗျာโอเคမန္လီစီမံရကကဲချင်းရဲ့အခြေအနေလေးပါခင်ဗျာအခုဆိုငလင်းလောက်တာဒီနေ့နဲ့ဆိုရင်10ရက်ရှိသွားဓာတ်ထဲမှာမိတ်ဆွေလည်းတော်တော်များများအလူရှင်နေလည်းတော်တော်များများလူပါကျေးဇူးလည်းတင်ပါဘာလို့ကျွန်တော်ဒီမှာဘာမှပါမသွားကြဘူးတချို့ချို့ကတော့အဝတ်တစ်ထည်ကိုတခုပေါ့ အဲ့လိုအလူရှင်တွေတော်တော်များများလာလူပေးပါကျေးဇူးလက်တဲ့မှာဒီမှာတော့အားလုံးကတော့ခက်ခဲနေကြည့်တယ်ဟဲ့ကျွန်တော်တို့ကကျွန်တော်တို့ထူထောင်ရတာကျွန်တော်တို့ထဲမှာခက်ခဲတဲ့မိတ်ဆွေများရှိတယ်မင်းညာကမိုးရွာတဲ့ပုံမှာဟိုဘက်ကလေးပါလာတော့ဘလို့မှ နေလို့မရကြအဲမဲ့ပရိဒါမိတ်ဆွေတွေကလည်းသူတို့အားခြင်းပဲမိုးကားတွေမိုးတွေတဲတွေထိုးပေးပါဒီနာအတိအင်းတွေမှာကျွန်တော်ကသွားပြီးတော့နေရတာပေါ့ ကလေးတွေရောရှိရောကလေးငယ်တွေလည်းရှိလို့ကျွန်တော်တို့အဓိကလိုအပ်တာကိုယ်နေရာလေးတွေကိုပြန်လိုအပ်တာပေါ့ဗျာအဓိကကတော့ဒါပေမဲ့အခုလက်ရှိနေထားတဲ့မိုးပြန်လာမယ်ဆိုရင်ကျွန်တော်ဒီမှာမိုးကတဲလေးတွေလိုအပ်တယ်ဒီမှာတော့အဓိကတော့ဘာတချို့ချိုးရလဲနေရမရှိကြအောင်မိုးရွာလာတဲ့ပုံမှာတချို့အသက်ကြီးရွယ်ဦးတွေရှိတယ်တချို့ကျန်းမာရေးမကောင်းတဲ့အမေဦးတွေရှိတယ်မင်းညာဆိုရင်အဲ့လိုပဲအမေဦးတယောက်ကလမ်းမရှောင်နိုင်ဘူးအဲ့လိုတချို့ကျကျန်းမာရေးမကောင်းတဲ့ကလေးလေးတွေလည်းရှိတယ် အဲ့ဒါကိုဒီရက်ကွက်ပရိုက်တာနဲ့ကားတွေပိုင်းနဲ့တော့ခေါ်မိုးလုံးတဲ့နေရာကိုထားပြီးတော့သူတို့လည်းအားကြီးမဲ့တဲလေးတွေစောက်ပေးတယ်အဲ့လိုတဲလေးတွေကုန်ပြန်ထိုးပေးတယ်ဒါပေမဲ့တဲထိုးရဲ့အားနဲ့ကြတော့ဒီမှာလူအင်အားများတယ်အင်ဂျီယာ400ကျော်ဆိုနေရာနဲတော့ပုံမှာသူတို့လည်းအဆင်ပြေသလိုပေါ့ဝိုင်းစုပြီးလုပ်ပေးကြတာဒါရက်ကွက်ကလှူထားတဲ့မိုးကတွေပေါ့နော်ဒါတွေကမိုးကတွေလှူထားတယ်ဒါပေမဲ့ဟိုလေးပါလာတဲ့ပုံမှာကြတော့အကုန်လန်ပြီးတော့ပြတ်ထွက်ကုန်အဲ့လိုကြောင့်ဒီမှာလက်ရှိကအင်တာလက်ခက်ခဲရှိတယ် ဆိုတော့ဖုန်းကြောင်းတစ်ကြောင်းပဲရှိရဆိုတော့ကြောင်းထဲမှာသွားပြီးကြောင်းကလည်းလူအင်အား2000လောက်ရှိတယ်အင်ဂျီ400ဆိုတော့အဲ့မှာလည်းသူတို့လေးဘက်မလဲတချို့ရကွက်ကနီးစက်ရအင်လေးတွေလည်းသွားပြီးတော့သွားကြတယ်ဒီမှာရေချိုးဖို့တော်တော်လောက်တာအင်နာတွတ်တို့အခုပြောသလိုပေါ့ဟိုမိုးကဒယ်လီလိုအပ်တယ်ဒီမှာတော့